Hello ဒီနေ့ကအခုကျွန်တော်ဘလုံးမဆက်လာမိတော့ချက်ကိုချက်ပြကျွန်တော်အရင်တည်းကဟင်းရန်ချက်တက်တယ်ဟင်းချက်တာကျွမ်းတယ်ပေါ့တခုခုကိုကျွန်တော်အဲ့လိုစားပြီးပါတယ်အဲ့အရသာတိုင်းထွက်အောင်ချက်တက်တယ်ဒါပေမဲ့ကျွန်တော်ကအသားလုံးကမကင်ရဲဘူးအသားတွေတော့အရင်ကမြင်ပြီးဆိုရင်ကြောက်တာဘယ်လိုပြောရမလဲ EC EC နဲ့လေလို့မကင်ရဲသွေးရည်နဲ့ဆိုတော့ကျွန်တော်အရင်တည်းကအရင်ကြောက်တဲ့နေရာပါပါတယ်ဆိုတော့မကင်ရဲဘူးဒါပေမဲ့ဘယ်လိုပြောရငားဆိုရင်ကျွန်တော်လုံးဝကိုင်လည်းမကိုင်ရဲကြည့်လည်းမကြည့်ရဘာလို့လဲဆိုတော့ငားအရေပေါ့လေမွေနဲ့တူလို့ပေါ့ပြီးရဟိုလိုမျိုးပေါ့ငငယ်တည်းက ငားတွေပါလေအဲ့လိုကျွန်တော်အဖေရှိတော့အဲ့လိုမွေးဘူးပဲပေါ့နော်မွေးဘူးရဲ့ခါကျတော့အဲ့လိုငားစားဖို့ဆိုတာကျွန်တော်စားလည်းမစားရဘူးကြည်လည်းမကြည်ရဘူးလို့အရန်ကြောက်တယ်ငားကိုငားကြောက်တယ်ဆိုတာဒါငားရဲ့အရေကောအဲ့လိုမွေနဲ့တူတယ်ကျွန်တော်မွေအရန်ကြောက်တယ်တော့ပါကြောက်တဲ့ခါကျတော့အဲ့လိုမျိုးငားရဲ့မျက်လုံးကအဲ့လိုမွေလိုပဲလေဟိုဘက်နဲ့ဒီဘက်အဲ့လိုမျိုးမျိုးရှိပြီးတော့သူကဒီတိုင်းကြည်နေနေကြောက်တာဆိုတော့မရဘူးလို့ငားကတော့လုံးဝစားပြည့်မှမထင်ဘူး ဘဇုံမဆလာမီးတောင်ဟင်ကတော့ရှယ်ပဲဖြစ်သွားတယ်။အိုးဒီမှာတက်သွားပြီနော်။အဲ့တော့မီးလေးပိတ်လိုက်ပါ။ဒါပြီးတော့အမေမီးလိုက်။ဟင်းဝေါ့။တော့ကောင်းတာပဲ။လူရဲတော့သူ့ရဲ့ရတာ။အဲ့လိုအနေနဲ့လို့ချင်းမြုံမြုံလေးရတာပါတယ်ပြီးတော့အဆက်ရတာပါနော်။ငရုတ်သီးထောင်းထဲတာအဆက်ရတာလည်းပါပြီးတော့ကျက်သွင်မြုံကျက်သွင်နေရရတာကြတော့ချူချူလေးသွားပြီးတော့ဘဇုံရဲ့ရတာနဲ့ပေါင်းလိုက်တော့အဟံကောင်းပါအာဒီနေ့ကတော့ဖိုက်ပါတစ်ခုရဲ့ကြော်ညာပေါ့နော်အဲ့ဒါဟို နေကြတာပါအာဘယ်လိုပုံစံလဲဆိုတော့အခုအခုနောက်ပိုင်းလူငယ်ပုံစံမျိုးပဲပေါ့နော်တွတ်တွတ်လန်လန်အဲ့လိုမျိုးပို့ပါပုံစံမျိုးလေးပဲပေါ့နော်ရိုက်သွားမှာအာအခုလောစရာကြောင်ညာလေးရှိရပေါ့နော်ပြီးသွားရင်ဇလန်းလေးလာမယ်အတစ်တစ်လေးလာမယ်ဆိုအားလုံးပဲစောင့်ကြည့်ပြပါအတစ်တစ်နဲ့ပြန်လာခဲ့ရပေါ့ activity လေးတွေလည်းပြင်ပြီးတော့မြင်ရမယ်ပေါ့နော်အားလုံးလည်းလွမ်းနေမှာထင်တယ်ကျွန်တော်လည်းလွမ်းနေရတဲ့အတွက်ကြောင့်လည်းအခုပြန်လာပြီးတော့လှုပ်ဖြစ်တာပါအာကျွန်တော်ဘန်ကောက်မှာနေဖြစ်တာတစ်နှစ်ဝင်ကျင်လာပေါ့နော်တစ်နှစ်ဝင်ကျင်လာတော့နေဖြစ်တယ် နေပြီးပြီးတော့အခုကျတော့လည်းပွဲတစ်ပွဲလည်းရှိရပေါ့နော်အားလည်းတော့ဒီဘက်ကိုပြန်ရောက်ဖြစ်တာပေါ့အလုပ်လေးလည်းပေါ့နော်ကလန်ဒါလည်းရှိရဆိုတော့ပြန်လာဖြစ်တာပါအာကျွန်တော်ကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြန်သွားဖို့ရောရှိလာနိုင်တယ်ပေါ့နော်ဟုတ်ကျွန်တော်အရင်တည်းကဟင်းရန်ချက်တက်တယ်ဟင်းချက်တာကျွမ်းတယ်ပေါ့တခါခုကိုကျွန်တော်အဲ့လိုစားပြီးသွားရဲ့အဲ့အရာသာတိုင်းထွက်အောင်ချက်တက်တယ်ဒါပေမဲ့ကျွန်တော်ကအသားလုံးကမကင်ရဲဘူးအသားတွေတော့အရင်ကမြင်ပြီးဆိုရင်ကြောက်တာဘယ်လိုပြောရမလဲ EC EC နဲ့လည်းမကင်ရဲသွေးရည်နဲ့ဆိုတော့ ကျွန်တော်အရင်တည်းကအရင်ကြောက်ရတယ်ပါပါတော့မကင်ရေဒါပေမဲ့ဘန်ကောက်မှာနေတဲ့ခါကျတော့တယောက်တည်းလေးဖြစ်တယ်ပြီးတော့နောက်တစ်ခါကျတော့လို့ဆိုင်နေရကြတာလည်းအပြင်းကြတော့ဗမာရတာမရနိုင်ဘူးလေမရနိုင်ဘူးဆိုတော့ကိုယ်တိုင်ချက်ရမယ်ဆိုတဲ့ခါကျတော့ကြားရငါရောက်ချက်မယ်ဆိုပြီးအဲ့ဒါလည်းဝယ်ပြီးတော့ကြောက်ကြောက်နေပဲလို့ဆိုင်ပြီးချက်လိုက်တာအခုတော့အကုန်ချက်တတ်သွားရဘယ်လိုပဲပါငါးဆိုရင်ကျွန်တော်လုံးဝကြိုင်လည်းမကြိုင်ရကြည့်လည်းမကြည့်ရဘာလို့လဲဆိုတော့ငါးအရေးပေါ့လေမွေနဲ့တူလို့ပေါ့ပြီးတော့ဟိုလိုမျိုးပေါ့ငငယ်တွေက ငားတွေပါလေအဲ့လိုကျွန်တော်အဖေရှိတော့အဲ့လိုမွေးဘူးပဲပေါ့နော်မွေးဘူးရဲ့ခါကျတော့အဲ့လိုငားစားဖို့ဆိုတာကျွန်တော်စားလည်းမစားရဘူးကြည့်လည်းမကြည့်ရဘူးလို့အရန်ကြောက်တယ်ငားကိုငားကြောက်တယ်ဆိုတာဒါငားရဲ့အရေကောလည်းလို့မွေနဲ့တူတယ်ကျွန်တော်မွေအရန်ကြောက်တယ်တော့ပါကြောက်တဲ့ခါကျတော့အဲ့လိုမျိုးငားရဲ့မျက်လုံးကလည်းမွေလိုပဲလေဟိုဘက်နဲ့ဒီဘက်အဲ့လိုမျိုးမျိုးရှိပြီးတော့သူကပြန်ငါအဲ့လိုချွတ်ချွဲနေတယ်အဲ့လိုအဲ့လိုမျိုးဆိုတော့ဘယ်လိုပါ့မလဲဒီအိုင်းဒီအိုင်းကြည်နေနေကြောက်တာဆိုတော့ မရလို့ငါကတော့လုံးဝစားပြည့်မယ်မထင်ဘူးပုံငငယ်တုန်းကတော့စားရပေါ့ငငယ်တုန်းကစားရဆိုတော့ငငယ်တုန်းကတော့မမြင်ရလူကြီးကခွန့်ကြွေးရလေရောသားစားဆိုပြီးခွန့်ကြွေးရဆိုတော့စားရစားပြည့်မယ်လို့နည်းနည်းပေါ့နော်ကိုကိုစားပြီးတိတက်စားအရွယ်တွေကဟိုကအဲ့လိုမျိုးကိုယ့်ရင်မှာလည်းငါးရပါအလှအလှမွေးငါးရပါမွေးရလည်းပါတော့ငါးဆိုကျွန်တော်လုံးဝမစားဘူးမဟုတ်ဘူးအရင်လုံးတည်းကအဲ့လိုဘယ်လိုပြောရမလဲအသားကြီးကန်ရမှာကြောက်တာ ကျွန်တော်ငငယ်တော့ဆိုလို့ဈေးလိုက်ပါဘူးပဲတစ်ခါဈေးလိုက်ပါပြီးတော့အသားတွေတွဲလောင်းချတာအမြင်ပြီးတော့ဘာအသားမှမစားပဲတလားလောက်နေလိုက်သေးတယ်။နောက်ပိုင်းမှပြန်စားအဲ့လိုကျွန်တော်ကအရန်ဘယ်လိုပဲတနာတက်တယ်တနာတက်တဲ့အခါမျိုးလည်းရှိရတော့တုံးဆိုမစားရဘူးလို့မျိုးကိုမြင်မျိုးကမစားရတော့ငငယ်တော့အဲ့လိုမျိုးမြင်ပြီးတော့ဟိုဟာဖြစ်တာမစားဖြစ်တာပေါ့နော်။အသားရဲ့လိုမျိုး တတ်တာရေးပါရညာလို့မြင်ပြီးတော့မစားရရဒါပေမဲ့နောက်ပိုင်းကျတဲ့ခါကျတော့ကျွန်တော်တို့ငကူတွေကလူကလည်းလူတေးရတယ်မှာပါတယ်ဆိုတော့လူကြီးတွေကလည်းစားပေါ့နော်တကယ်ပြောငါးတောင်မှအိမ်ကကျွေးရဲ့အတင်းကျွေးစားဘာလို့ဆိုတော့ဒီကမစားလို့ဆိုငါမစားရင်မကောင်းလို့ပြောဒါပေမဲ့ကျွန်တော်ကအိုမီဂါ3တောက်တယ်ဒါပေမဲ့ငါလုံးဝမစားကြောက်လို့ငါလည်းမစားရဲလို့ငါအကင်နေပါလေလို့ရှိမှချထားရင်လည်းမကြည့်ရဲကြောက်လို့ကျွန်တော်ကျွန်တော်ရှိပြီလို့ကျွန်တော်အိမ်ကဆိုလို့ငါဟင်းနေပါချက်တယ်ဆိုရင် တသက်တနေရာမှာအဲ့လိုသွားထားရဲသွားထားရဲဟာမျိုးလုတ်ပြီးရတငယ်ချင်းနေနဲ့သွားရဲလေတငယ်ချင်းနေငါ့ကိုသူတို့ဘက်ကိုယူပါကျွန်တော်ဘက်ကိုမချပေးတာကျွန်တော်ကြောက်တတ်မှသိလို့မပါငါရင်လည်းမပါငါလည်းမကြိုက်ရဲဘူးမဟုတ်ကြီးလာမှပူကြောက်တတ်တာဘာလို့လဲဆိုတော့ပူတိပါလို့တူငငယ်ရတာအဲ့လောက်မတိသေးဘူးလေမတိသေးမတိသေးကလေးဆိုတော့အဲ့လောက်မကြောက်တတ်ဘူးကြီးလာပူပြီးတော့တိရရလည်းများလာပြီးရရင်အဲ့လိုကျွန်တော်ဆိုရင်တရားရပါလဲနားနားရခါတော့အဲ့လိုကွာ ကြိုသိနေပါဘာလို့မျိုးတခုခုဆိုရင်သိရတနာတက်တဲ့စိတ်ကပို့ပြီးတော့များများဆိုတော့အဲ့လိုမြင်သားကြတာမစားရဲဘူးလောက်မှာငားရည်ပါအစိမ့်နေပါတယ်ဆိုလည်းမစားဘူးဟိုပါရှိရလေပစုံအစိမ့်တုတ်တော့ပါရှိရအဲ့ဒါဆိုလည်းမစားအောင်ကျွန်တော်ကျွန်တော်တကယ်ကြီးမနည်းရအောင်ပါပစုံအစိမ့်တုတ်စားတယ်စားမလားဆိုတော့မစားရဲဘူးအဲ့လိုအစိမ့်ဆိုရင်ဘယ်အစိမ့်မှမစားရဲဘူးအသားဆိုရင်တော့ကျွန်တော်အဲ့လိုကလီစားဥရေမစားအစီနဲ့အသားနှစ်မျိုးပဲစားတယ်